明娜话些。 MBA သတင်းဌာနရဲ့ဒီကနေ့မေလ29ရက်နေ့မှာရရှိထားတဲ့သတင်းတွေကိုကျမခရစ်စတယ်ကတင်ဆက်ပေးပါမယ်ရှင်။တင်ဆက်ပေးမယ့်သတင်းတွေကတော့ဘုံသဘောတူညီချက်တွေကိုမလိုက်နာတဲ့စစ်ကောင်စီကိုအာဆီယံအရေးယူဖို့လိုတယ်လို့ NUG ပြောတဲ့သတင်း၊တကုံတက္ကသိုလ်နားကရက်ွက်တွေမှာစစ်မှုထမ်းအကျုံးဝင်လူငယ်တွေကိုလာဆင်ဆက်ကြေးကောက်နေတဲ့သတင်း၊ရွှေပြောင်းအမျိုးသမီးအလုတ္တမအခွင့်အရေးနဲ့ပတ်သက်တဲ့ထုတ်ပြန်ချက်ကိုထိုင်းလုံရှင်တို့လိုက်နာမှုမရှိတဲ့သတင်း ်ဘင်္ဂလားပင်လယ်အော်မှာဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ခြင်းရာနှုန်းပြဖြစ်နေတဲ့သတင်းဘောနက်ဂျီနာကစစ်တပ်ဂိတ်တွေနဲ့စစ်ကြောင်းတွေတိုက်ခိုက်ခံရလို့စစ်သား6ဦးသေဆုံးခဲ့တဲ့သတင်းရုရှားစစ်လက်နက်ပစ္စည်းစက်ရုံ20ကိုတရုတ်ကထောက်ပံ့နေကြောင်းယူကရိန်းထောက်လှမ်းရေးအကြီးအကဲအတည်ပြုတဲ့သတင်းအစားရှိတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။ ပထမဆုံးသတင်းတပုတ်အနေနဲ့ဘုံသဘောတူညီချက်တွေကိုမလိုက်နာတဲ့စစ်ကောင်စီကိုအာဆီယံအရေးယူဖို့လိုတယ်လို့အန်ယူဂျီပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မြန်မာပြည်အာဆီယံဘုံသဘောတူညီချက်တွေကို မလိုက်နာတဲ့စစ်ကောင်စီကိုအရေးယူရန်လိုတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကပြောပါရယ်2021ခုနှစ်ကတည်းကအာဆီယံထုတ်ပြန်ထားတဲ့အချက်၅ချက်မှာပထမဆုံးအချက်ဖြစ်တဲ့ The Cessation of Violence ကိုမလိုက်နာဘဲအရသားတွေကိုပြစ်မှတ်ထားတိုက်ခိုက်မှုထောက်လျှောက်လုပ်နေတဲ့စစ်ကောင်စီကိုအာဆီယံကအရေးယူဖို့အထူးလိုအပ်လာပြီလို့ NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူဦးကျော်စောကပြောပါရယ် အရက်သားတွေစာတင်ချောင်းနဲ့စေယုံစေကန်တွေပါမချမ်းဘုံကျဲတိုက်ခိုက်နေတဲ့စစ်ကောင်စီကိုလင်းရင်စီရောက်နေတဲ့အပေါ်ပြင်းပြင်းထန်ထန်ဆန့်ကျင်သလိုလက်တွေ့ကြပြီးထိရောက်တဲ့ဖိအားပေးအေးအေးယူမှုတွေဆောင်ရွက်တင်တယ်လို့ ဆိုပါရယ်ဒါအပြင်ပုံသဘောတူညီချက်သဘောထားတွေပေါ်ပေါက်နိုင်မှုတော်လိုင်းအင်အားစုတွေအချင်းချင်းတင်းဆောင်ဆွေးနွေးနိုင်မဲ့အခင်းချင်းဖြစ်ပေါ်လာရေးအတွက်အာဆီယံကဥစွာကူညီပေးတဲ့လို့လည်းပြောပါရယ်မြန်မာအရေးဟာအာဆီယံရဲ့ဂုဏ်သိက္ခာပြန်လည်အကောက်မှုအလွန်အချိန်ခါတင့်တဲ့အခွင့်အရေးအဖြစ်မှတ်ယူနိုင်တယ်လို့ဆိုပါရယ် ဒုတိယသတင်းတပုတ်အနေနဲ့တကုံတက္ကသိုလ်နာကရက်ွက်တွေမှာစစ်ဖို့ရန်အကျုံးဝင်လူငယ်တွေကိုလားစင်ဆက်ကြေးကောက်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်မြို့တကုံတက္ကသိုလ်နာကရက်ွက်တွေမှာစစ်ဖို့ရန်အကျုံးဝင်လူငယ်တွေကိုလားစင်ဆက်ကြေးကောက်နေရလို့သိရပါဗျ။တကုံမြို့တဲ့အရှိပိုင်းမြို့နယ်တဲကရက်ွက်တွေမှာလားစင်ကြက်3000ကနေ5000အထိရက်ွက်အုပ်ချုပ်ရေးမှုတွေကကောက်ခံနေတာဖြစ်တယ်လို့တကုံတက္ကသိုလ်နာကရက်ွက်အုပ်ချုပ်ရေးရုံးနဲ့နှိဆက်သူတအူးထံကသိရပါဗျ။ ရက်ကွက်အချို့မှာတော့လားစင်ချက်3000ပေးရပြီးနေဟာတချို့မှာ15000အထိပေးရတယ်လို့အဲ့ဒီလားစင်ဆက်ကြီးကိုရက်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေကရယူတာဖြစ်တယ်လို့သူကဆိုပါတယ်တကုံမျိုးတစ်အရှိပိုင်းမျိုးနဲ့ရှိရကွက်ဘရုံမလမ်းမှာနေတဲ့အသက်23နှစ်အရွယ်လူငယ်တဦးဟာသူ့ကိုစစ်မှုထမ်းမှုရကွက်အုပ်ချုပ်ရေးအဖွဲ့ရဲ့ဖိအားပေးခံရပြီးတဲ့နောက်အိမ်ထဲမှာပဲကြိုးဆွဲချတေဆုံးခဲ့ပူပါတယ်။ ရန်ကုန်မြို့ကစစ်ကောင်စီတပ်ဟာစင်ချေဘုံမြို့နယ်တွေအတွင်းကိုညအချိန်ဝင်ရောက်ကင်းလေကလမ်းမပေါ်မှာလဲတွေ့တဲ့လူကိုပေါ်တာဆွဲနေရလို့ရန်ကုန်မြို့နယ်ပြည်သူတွေကပြောပါတယ်။ တတိယသတင်းတပုတ်အနေနဲ့ရွှေပြောင်းအမျိုးသမီးအလို့သမားအခွင့်အရေးနဲ့ပတ်သက်တဲ့ထုတ်ပြန်ချက်ကိုထိုင်းလုံခြုံရေးတချို့လိုက်နာမှုမရှိတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံအလို့သမားရေးရာဝန်ကြီးဌာနကရွှေပြောင်းအမျိုးသမီးအလို့သမားအခွင့်အရေးနဲ့ပတ်သက်တဲ့ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပေမယ့်ထိုင်းလုံခြုံရေးတချို့ကလိုက်နာကျင့်သုံးမှုမရှိသေးဘူးလို့ရွှေပြောင်းအလို့သမားတွေထံကသိရပါဗျ။ အဲ့ဒီထုတ်ပြန်ချက်မှာအမျိုးသမီးအလို့သမားတွေတမတာလာတဲ့ရက်မှာလောကအပြည့်နဲ့နားရက်ခံစား권ပေးဖို့ဖော်ပြထားသလိုအမျိုးသမီးလှဆင်သောပစ္စည်းတွေကိုလည်းလုပ်ငန်း권တွေမှာအခမဲ့ထောက်ပံ့ပေးဖို့ဖော်ပြထားတာပါသရှိမှာတော့ထိုင်းနိုင်ငံတဲကအလို့ရှင်အများစုဟာထိုင်းလူသမားရေးရာဝင်ကြီးဌာနကချမှတ်ထားတဲ့အလို့သမားအခွင့်အရေးနဲ့ပတ်သက်တဲ့ဥပဒေတွေကိုလေးစားလိုက်နာမှုအားနည်းနေပြီးအလို့သမားတွေအပေါ်အခွင့်အရေးချိုးဖောက်မှုတွေရှိနေပါတယ်။ အဲ့ဒါကြောင့်အစိုးရအနေနဲ့လည်းစက်ရုံအလုံယုံတွေကိုဝင်ရောက်စစ်ဆေးကလိုင်းနောင်မှုမရှိရင်အရေးယူဖို့လိုအပ်ပြီးလုပ်ငန်းရှင်တွေဘက်ကလည်းပူးပေါင်းပါဝင်ဖို့လိုအပ်သလိုအလို့သမားတွေအနေနဲ့လည်းဥပဒေအကြောင်းနားလည်သိရှိဖို့လိုတယ်လို့ကိုနိုင်အောင်ကဆိုပါတယ်လက်ရှိမှာထိုင်းနိုင်ငံရဲ့လုပ်ငန်းခွင်လိုအပ်ချက်ထက်လုံသားဥယေပုံမများပြနေတဲ့အတွက်လုပ်ငန်းရှင်တွေဟာအဲ့ဒီအခြေအနေကိုအခွင့်ကောင်းယူပြီးလောက်ခလာစာအပြည့်မပေးတာတွေအလို့သမားအခွင့်ရချိုးပေါမှုတွေကိုပုံမလုံးဆောင်လာတာဖြစ်ပါတယ်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပင်ကလာပင်လယ်အော်မှာဆိုင်ကလုံးမုန်တိုင်းဖြစ်နိုင်ခြင်း၊ရာနှုန်းပြည့်ဖြစ်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပင်ကလာပင်လယ်အော်မြောက်ပိုင်းမှာဆိုင်ကလုံးမုန်တိုင်းဖြစ်နိုင်ခြင်းတရားရဂိုင်းနှုန်းရှိတယ်လို့မိုးလေဝသစောက်ကြည့်လေးလာသူဦးဝင်းနိုင်ကသူ့ရဲ့လူမှုကွန်ရက်ဆိုင်မင်းနာမှာရေးသားထားပါတယ်။ အဲ့ဒီလိုဆိုင်ကလုံးမုန်တိုင်းဖြစ်နိုင်ခြင်းရာနှုန်းပြည့်ရှိလာတာကြောင့်မေလ28ရက်ကနေ30ရက်အတွင်းမြန်မာနိုင်ငံမှာမုန်တိုင်းအရှိန်တက်ရောက်နိုင်ခြင်းပုံများလာနိုင်တယ်လို့ဥဝင်နိုင်ကဆက်လက် ရှင်းပြပါတယ်။ဒါ့အပြင်မုန်တိုင်းအရှိန်တက်ရောက်မှုကြောင့်ရခိုင်ကယူးရန်ဒေသတွေဖြစ်တဲ့ကြောက်ဖြူစစ်တွေ ၊ပူတီတောင်၊ရသေတောင်စတဲ့ဒေသတွေမှာမိုးသက်ထန်စွာရွာသွန်းမှုနဲ့လေကျင်းတိုက်ခိုက်မှုတွေလည်းရှိနိုင်တယ်လို့သိရပါဗျ။အဲ့ဒီမုန်တိုင်းဟာမြန်မာနိုင်ငံကိုဝင်ရောက်နိုင်မှာမဟုတ်တဲ့အတွက်မိုးခေါမုန်တိုင်းတုန်းကလို့ထိခိုက်နိုင်ခြင်းမရှိပေမဲ့မုန်တိုင်းဖြစ်ပွားခြင်းတနအိမ်မိုင်40လောက်အထိတော့လေကျင်းတိုက်ခတ်နိုင်တယ်လို့ဥဝင်နိုင်ရဲ့ရေးသားချက်အရသိရပါဗျ။မုန်တိုင်းအချိန်တက်ရောက်မှုကတော့ဇွန်လ2ရက်အထိကြာမြင့်နိုင်တဲ့အတွက် မြစ်ချောင်းအနည်းနဲ့ထိုင်ကြသူတွေအနေနဲ့ရေကြီးရေလျှံမှုတွေကိုတတိပြုနေထိုင်ကြဖို့နှိုးဆော်ထားပါတယ်။ဆက်လက်ပြီးဘောနက်ဂျီနာကစစ်တပ်ဂိတ်တွေနဲ့စစ်ကြောင်းတွေတိုက်ခိုက်ခံရလို့စစ်သား6ဦးသေဆုံးခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်မန္တလေးအမြင်လန်းဘောနက်ဂျီတဝိုက်ကစစ်တပ်ဂိတ်တွေနဲ့စစ်ကြောင်းတွေကိုတော်လိုင်းရဲတပ်တွေကတိုက်ခိုက်ခဲ့တဲ့အတွက်စစ်သား6ဦးသေဆုံးခဲ့ပြီးလက်နက်တွေလည်းသိမ်းဆီးနိုင်ခဲ့တယ်လို့သိရပါဗျ။ ပြီးခဲ့တဲ့မေ18ရက်မနက်9:00နာရီအချိန်မှာပဲခူးမြို့ဘောနက်ကြီးဇောင်တူတိုက်ကြီးမိုင်90လမ်းမိုင်တနေရာမှာအင်အား15ရောင်းနဲ့တက်ဆွဲထားတဲ့စစ်ကောင်စီဂိတ်ကင်းစကန်ကိုဝင်ရောက်တိုက်ခိုက်ခြင်းအဲ့ဒီဂိတ်ကစစ်သားတွေဟာကိုလူယုံထွက်ပြေးသွားကြတယ်လို့ပဲခူးခရိုင်တရင်အမှတ်3031တက်ခွဲရွှေချောင်းတက်ခွဲက ထုတ်ပြန်ထားပါတယ် ဲ့ဒီ gain scan တွေကနေ G4 တနက်2လက် G3 တနက်2လက် G2 တနက်2လက် M1 ကပိုင်းတနက်6လက်7.62 G တောက်980 G ပေါက်အခု20 M1 ကပိုင်း G 950တထောင်ကပိုင်း G ပေါက်18ခုအပြင် 5x5 စစ် G 139တောင်းနဲ့ G ပေါက်တို့တင်းစီနိုင်ခဲ့တယ်လို့ဆိုပါတယ်။ အဲ့ဒီလိုပဲမေလ22ရက်နဲ့24ရက်တို့မှာအမြန်လန့်မိုင်းတိုင်32မိုင်ခုနှစ်ဖာလုံးကစစ်ကောင်စီတပ်စခန်းနဲ့ဘောနက်ကြီးတိုက်ကြီးမိုင်60လမ်းမိုင်းကစစ်ကြောင်းကိုဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက်စစ်ကောင်စီလက်အောက်ခံ9ဦးတေဆုံးခဲ့ပါသေးတယ်။အဲ့ဒီစစ်စင်ရေးတွေကိုပဲခူးခရံတရင်အမှတ်3031တက်ခွဲ3ကရဲဘော်တွေဆောင်ရွက်ခဲ့တာဖြစ်ပြီးအထူးကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။ နောက်ဆုံးနိုင်ငံတကာသတင်းတပုတ်အနေနဲ့ရုရှားစစ်လက်နက်ပစ္စည်းစက်ရုံ20ကိုတရုတ်ကထောက်ပံ့နေကြောင်းယူကရိန်းထောက်လှမ်ရေးအကြီးအကဲအတည်ပြုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရုတ်နိုင်ငံဟာရုရှားစစ်စက်ရုံတွေကိုအရေးကြီးတဲ့ကုန်ပစ္စည်းအမျိုးမျိုးထောက်ပံ့နေတာကိုယူကရိန်းအနေနဲ့အတည်ပြုနိုင်ခဲ့တယ်လို့ယူကရိန်းရဲ့ပြည်ပရေးရာထောက်လှမ်ရေးအကြီးအကဲကသတင်းဌာနမှပြောကြားလိုက်ပါတယ်။ ်ချန်ကာက2024-2025ခုနှစ်တွေအတွင်းလေကြောင်းကန်တာမှာရုရှားတရုတ်ပူးပေါင်းဆောင်ရွက်မှုအနည်းဆုံး၅ခုနဲ့ပတ်သက်တဲ့အချက်လက်တွေကိုလည်းယူကရိန်းထောင်လန်းရေးကရရှိထားသလိုအဲ့ဒီဆောင်ရွက်ချက်တွေထဲမှာစစ်ပစ္စည်းတွေအပိုပစ္စည်းတွေနဲ့စားရေးစာတမ်းထောက်ပံ့မှုတွေပါဝင်တယ်လို့ပြောခဲ့ပါတယ်။ အချံကကအသေးစိတ်အချက်လက်တွေကိုတော့မဖော်ပြခဲ့ပဲအထူးထုတ်လုပ်ထားတဲ့ဓာတ်ရုပ်ပစ္စည်းအများအပြားတင်ပို့မှု6ခုရှိခဲ့တယ်လို့လည်းဆိုပါရယ်2022 February လမှာရုရှားကယူကရိန်းစတင်ကျူးကျော်ခဲ့တဲ့နောက်အနောက်နိုင်ငံတွေရဲ့ရုရှားစီးပွားရေးအပေါ်ပိတ်ဆို့အရေးယူမှုတွေဖြစ်ပေါ်စေခဲ့ပြီးအဲ့ဒီနောက်ပိုင်းမှာတရုတ်နိုင်ငံကရုရှားနဲ့ကုန်သွယ်မှုတာမကတခြားစီးပွားရေးဆက်ဆံမှုတွေကိုပါနိနိကကတ်တိစောက်ခဲ့တာပါ တရုတ်နိုင်ငံဟာရုရှားကိုလက်နက်တွေနဲ့ရန်မှုတွေထောက်ပံ့နေတယ်လို့ယူကရိန်းသမ္မတဗိုလိုဒီမာဇလန်စကီးကပြီးခဲ့တဲ့လအတွင်းမှာဆွဆွဲခဲ့ပါသေးတယ်အဲ့ဒီဆွဆွဲမှုဟာယူကရိန်းကပထမဆုံးအကြိမ်ပို့ပွင့်လင်းလင်းဆွဆွဲခဲ့တာလည်းဖြစ်ပါတယ်။ MBA ရဲ့တနေ့တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြီးစုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။